င်္ဂလာပါရှင်။တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့ April 9ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။ချင်းပြည်နယ်ဖလန်းမြို့နယ်စကိုင်းတိုင်းအင်းတော်မြို့ကိုတော်လိုင်းရေးတပ်တွေဘက်ကအခုလ9ရက်နေ့မှာအပိသက်တင်ပိုင်နိုင်ခဲ့ပါတယ်။ ်ချင်းကြီးနောင်စစ်စင်ရေးဖလံမြို့တိန်တပ်ဖွဲ့ကိုပြီးခဲ့တဲ့နှစ်နိုဝင်ဘာလဒုတိယအပတ်မှာစတင်ခဲ့တာဖြစ်ပြီးဖလံမြို့လက်ကျန်တပ်ရင်းခလာရ268တကုံကိုဧပြီလ9ရက်နေ့မနက်ပိုင်းမှာတင်ပိုက်ခဲ့တာပါကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအဆက်ကအင်းတော်မြို့နယ်ကိုလည်းကချင်လွတ်လပ်ရေးတမတော် KIA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေကအခုလ9ရက်နေ့ညနေပိုင်းကတည်ယူနိုင်ခဲ့တယ်လို့သိရပါဗျ။ အဲရိုမျိုးတိန်စစ်စင်ကြီးကိုပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လကစတင်ခဲ့ပြီး၈လကျော်အကြာမှာတင်ပိုင်နိုင်ခဲ့တာပါ။အဲရိုမျိုးတိန်တိုက်ပွဲမှာစစ်တုပ်ပန်း40ကျော်နဲ့အမြောက်တွေအပါအဝင်လက်နက်အများအပြားတင်စီရရှိတယ်လို့တွလန်ရေးတပ်ဖွဲ့ဝင်စီကသိရပါတယ်။ဒွေမြို့နယ်အရှိတော်ဒေသကကြောင်မဲတောင်ရေစခန်းအနီးမှာဒေသခံအုပ်မိုင်းနေမိတယ်လို့ဒေသခံတွေကပြောပါရတယ်။ မနေ့ကမနက်7:00နာရီလောက်မှာရက်စကန်အနောက်ဘက်ကဥယျာဉ်ခြံထဲမှာမိုင်းနှင်းမိခဲ့တာဖြစ်ပြီးနှစ်ဦးစလုံးဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်။ကြောင်မဲတောင်ရက်စကန်အနီးတစ်ဝိုက်မှာစစ်ကောင်စီတပ်သားတွေဘက်ကမိုင်းထုံထားတဲ့နေရာတွေအများပြားရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမြို့မှာတိုက်ပွဲကြောင့်နေအိမ်85ရာခိုင်နှုန်းနဲ့အထက်ပျက်စီးဆုံးရှုံးခဲ့တဲ့ဒေသခံတွေကိုကုကတ်တပ် MNDAA ကအခုလ9ရက်နေ့မှာကျပ်သိန်း90စီထောက်ပံ့ကြေးပေးခဲ့တယ်လို့သိရပါဗျ။နေပျက်စီးကြောင်စီးရင်တည်ထားပြီးသူတွေနဲ့စီးရင်ပါထားသူတွေက အခုလ9ရက်နေ့ကနေစပြီး10ရက်နေ့အတွင်းရက်ွက်ယုံတွေမှာတွားရောက်ထွက်ယူနိုင်တယ်လို့ဒေတာခန်တွေကဆိုပါတယ် လာရှိုးမြို့တိန်တိုက်ပွဲအတွင်ပျက်စီးသွားတဲ့နေအိမ်စုစုပေါင်း309လုံးအတွက်တိန်ထောင်ကို7350စီထောက်ပံ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။တနင်္သာရီညနေမှာနဖက်တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်ထောင်ချီရှိနေပြီးစစ်ဘေးရှောင်အချို့ငပြားရောဂါဖြစ်ပွားနေတယ်လို့စစ်ရှောင်အရေးကူညီနေသူတွေစီကသိရပါတယ်။ တနင်္လာရီမောရောင်ကာလမှာလရှိတိုက်ပွဲဖြစ်ပွားနေပြီးတိန်ခေါ၆၆လမှုညောင်မင်ကွေးနဲ့ထုံမခါကြီးရွာအုပ်စုတွေကဒေသခံပြည်သူ8000နီးပါးအရေးပေါ်စစ်ဆောင်နေရအချိန်စစ်ဆောင်တွေမှာငပြားရောဂါတွေစစ်ဆေးတွေ့ရှိလာတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာငပြားဖြစ်ပွားတဲ့အရေးအတွက်အတိအကျကိုတော့မသိနိုင်သေးပဲစီးဝါးနဲ့စစ်စစ်တက်ကရိယာ test kit တွေလိုအပ်နေတယ်လို့သိရပါတယ်။ ီးခဲ့မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းကလေးရင်ကြောင့်တည်ဆုံးသူ3600အထိရှိလာပြီဖြစ်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရတည်ဆုံးသူ3600ဦး၊ဒဏ်ရာရရှိသူ9018ဦးနဲ့ပျောက်ဆုံးသူ160ဦးရှိတယ်လို့သိရပါတယ်။ ပြည်တွင်းနဲ့နိုင်ငံတကာကငလျင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ရှာဖွေကယ်ဆယ်မှုတွေကြောင့်အပျက်စီးတွေကြောင့်အသက်ရှင်တွေပြန်တွေ့သူကတော့653ဦးရှိခဲ့တယ်လို့ဆိုပါတယ်။အခုလ၄ရက်နေ့ကကျောစုမြို့နယ်ကြောက်တန်းငယ်ရွာကိုစစ်သည်မော်တစီတောက်ပေါက်လေငယ်တစီနဲ့စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့စစ်တပ်ကဒေသခံတွေရဲ့ဆူလာပြားတွေကိုယူဆောင်သွားခဲ့တယ်လို့တော်လရင်တပ်ဖွဲ့တွေနဲ့ဒေသခံတွေစီကသိရပါဗျ။ စစ်တပ်ကစစ်ကြောင်းအထိုးဝင်ရောက်လာတာကြောင့်ကျောက်တန်းငယ်ရွာခန့်တွေစစ်ဆောင်နေခဲ့ကြရတာဖြစ်ပြီးတုံးရအကြာစစ်ကြောင်းပြန်ထွက်သွားလို့ရွာသားတွေရွာပြန်ချိန်မှာဆိုလာပြားတွေဖြုတ်ယူသွားတာကိုတွေ့ရှိခဲ့ရတာလို့ဆိုပါတယ်။ကျောက်တန်းငယ်ရွာကဆိုလာတက်ဆင်ထားတဲ့နေအများစုကဆိုလာပြားတွေခိုးယူခံရတာဖြစ်ပြီးဆိုလာပြားအရေအတွက်အတိအကျကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။